Linux network မှာအရေးကြီးဆုံးက network manager ဆိုရယ် service က active ဖြစ်နေဖို့အရေးကြီးတယ်အဲ့တော့ကိုယ့်ရဲ့ system မှာ network manager ဆိုတဲ့ဒီ service က active ဖြစ်နေလားမဖြစ်နေလားဆိုတော့ကိုအရင်ဆုံးစစ်ဆေးရမယ်။အကယ်၍များ inactive ဖြစ်နေရဆိုလို့ရှိရင် active ပြောင်းလုပ်ပေးရမယ်။အကယ်၍များ active မဖြစ်ဘူးဆိုလို့ရှိရင်ကျွန်တော်က IP တွေလည်းကြာမှာမဟုတ်ကိုယ်ကလည်းရမှာမဟုတ်ဘူးပေါ့နော်။ဆိုတော့ကျွန်တော်တို့ဘာနဲ့ကြည့်လို့ရလဲ။ system CDN status network manager ဆိုတဲ့ဒီ service ကိုကြည့်ရမှာဖြစ်ပါတယ်။ အဲ့ကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့ရဲ့ network manager အခုလက်ရှိမှာဘာဖြစ်နေလဲဆိုလို့ရှိရင် active running ဖြစ်နေရပါတော့။အဲ့တော့ဒီလိုမျိုးဖြစ်နေဖို့လိုအပ်တယ်။အဲ့တော့အဲ့လိုမျိုးဖြစ်နေမှသာလဲကျွန်တော်တို့ system ကအခုလိုမျိုး IP ကြောင်း IP ကြောင်းမယ်ဆိုတော့ IP address တွေကိုကြည့်မယ်ဆိုလို့ရှိရင် IR confidence ကြည့်လို့ရပါတော့။ဒါဆိုရင်ကျွန်တော်တို့ system မှာရှိတဲ့ IP address တွေကိုတွေ့ရမယ်။ Okay ။အဲ့တော့ကျွန်တော်တို့ဒီလိုမျိုးစစ်ဆေးလိုက်တယ်။အကယ်၍မြန် network manager ဆိုတဲ့ service က inactive ဖြစ်နေတယ်။တခါတလေကြောက်လို့ရှိရင်ကျွန်တော်တို့ကဟို computer ဒီနေ့ပိတ်သွားတယ်။နောက်နေ့ပြန်ဖွင့်တဲ့အခါမှာ ဟိုဆို inactive ဖြစ်နေရဆိုလို့ရှင်ဘာတွေလုပ်လို့ရလဲအဲ့တော့ system cd ရဲ့ stat နဲ့ ram ပဲဗောနော် start stat network manager ဒါဆိုလို့ရှင်ကျွန်တော်ဒီ network manager ဆိုရယ်ဒီ command ဟို service ကို stat နဲ့ run လို့ရတယ်เนาะအဲ့တော့ run လိုက်ပေါ့เนาะ okay ဒီမှာတော့ကျွန်တော်တို့က event မှာဖြစ်တဲ့အတွက်ဟို တ်ဆွတ်ရိုက်ပေးလိုက်တယ်ပေါ့နော်စူလိုမခံတော့โอเคအဲ့တော့ကျွန်တော်တို့စူလိုတော့ခံပေးရမှာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကွန်ပျူတာကိုပါဝါဖွင့်နေဆိုလို့ရှိရင်ဒီ service ကြီး run နေစေချင်တယ်ဆိုလို့ရှိရင်တော့စူလိုခံပေးလိုက်ပါတယ်เนาะစူလိုခံပေးလိုက်ဒါဆိုလို့ရှိရင် run လို့ရပြီ system cd ရဲ့အနေပဲ auto step ဖြစ်နေစေချင်တယ်ပေါ့နော် now အဲနာ now manager ပေါ့နော်ဒါမျိုး auto step တော့လုပ်ပေးရမှာเนาะ โอเคအဲ့တော့ဒီဗီဒီယိုကြည့်ပြီးတော့တခုခုပူတရားရသွားမယ်လို့ညွှန်ပါတယ်အားလုံးကျေးဇူးတင်ပါ